ရသခင်ကြီးစိုးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်တူတူကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှမသဲခရဝင်ခန်းကြီး9အပိုင်ငယ်20သင်တို့ကျင့်သောအကျင့်သည်ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက်မလွန်မတားလင်သင်တို့သည်ကောင်းကင်နိုင်ငံတော်သို့မဝင်ရကြဟုငါအမှန်ဆို၏ဒီတမကျမ်းစာမှာသခင်ရှုကပါဖို့ပြလဲဆိုရင်ကျွန်တော်ကျင့်တဲ့အကျင့်ဟာတဲ့ဖာရိရှဲတွေကျမ်းပြုဆရာတွေကျင့်တဲ့ အကျင့်ထက်မသာဘူးဆိုရင်တဲ့ကောင်းကင်နိုင်ငံကိုမဝင်ရဘူးလို့အမှန်ကန်သခင်ရှုကဖော်ပြထားပါတယ်။ဒါပါအိဗေကိုသခင်ရှုကဖော်ပြတာလေ။ပါရီရှဲတွေချမ်ပီယံရှာတွေဆိုတာကတကယ်ကို ပြည့်ညက်တရားကိုအသေးစိတ်ကစကျင့်နိုင်တဲ့သူတွေအကျင့်တရားပိုင်းမှာအခြားသောသူထက်ဆိုင်အင်မတန်မှကျင့်နိုင်တဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်တို့ကပါရီရှဲတွေချမ်ပီယံရှာတွေကျင့်တဲ့အကျင့်ထက်တာဖို့မပြောနဲ့ သူတို့လိုတော်ကျွန်တော်ကြင့်ဖို့ဆိုတော့ကဟာမလွယ်ကူဒီနေရာမှာသခင်ရှုကဖာရီရှဲတွေချန်ပီယံဆီယာတွေအကျင့်ထက်သာရမယ်ဆိုတော့ကဘာကိုဆိုလိုတာလဲဘာကိုပြောနေတာလဲကျွန်တော်ဒီကျမ်းပိုင်းမှာတတိထားမယ့်အရာလေးရှိပါတယ်ဖာရီရှဲတွေချန်ပီယံဆီယာတွေကျင့်တဲ့အကျင့်လိုကျင့်ရမယ်လို့သခင်ရှုမပြောပါဘူးဖာရီရှဲတွေချန်ပီယံဆီယာတွေရဲ့အကျင့်ထက်သာရမယ်လို့ပြောနေခြင်းဖြစ်ပါတယ် ဂျွန်ရှင်မသက်ခန်းကြီးကအပိုင်ငယ်28ကနေ48ကိုကြည့်တဲ့အခါမှာပါရီရှဲတွေချမ်ပီယံဆီယာတွေကပြည့်ညက်တရားကိုသူတို့နားလည်ပြီးတော့လိုက်လျှောက်တဲ့ပုံစံနဲ့တကယ့်ဖျားသခင်ရဲ့အလိုတော်ကပါလဲဆိုတာကိုသခင်ရှုကဖွင့်ပြပြောဆိုခဲ့ပါတယ်လူအသက်ကိုမသက်ရဘူးလို့ပြောတဲ့အခါမှာကောင်းပါလေမင်းတို့လိုက်လျှောက်တာဒါပေမဲ့ယေရှုကဒီပြည့်ညက်ချက်ရဲ့လေးနက်တဲ့ဖျားရဲ့အလိုတော်က ညီကိုကိုအထောက်မတန်ဒေါသထွက်တာနဲ့ဒါသူ့သတ်မိတာနဲ့အတူတူပဲညီကိုကိုကဲ့ရဲ့တာနဲ့အပြစ်ဖြစ်ပြီးစီရင်ချင်းခံထိုက်တယ်လို့သခင်ရှုကဖော်ပြပါတယ်သူ့မယားကိုမပြမရဘူးဆိုပြညာချက်ကိုမင်းတို့လိုက်လျှောက်တယ်ကိလေသာ စိတ်နဲ့သူ့မယားကို ကြိရှုတဲ့သူကစိတ်နှလုံးထဲမှာအဲ့ဒီမိန်းမနဲ့ပြင်မာသွားပြီအပြင်ပိုင်းကိုထိလက်ရောက်ကိုကာယပြင်မာမှာမဟုတ်ဘဲနဲ့စိတ်နှလုံးထဲကနေပြင်မာလိုက်တာနဲ့ပြင်မာသွားပြီ ဖျားသခင်ရဲ့လေးနဲ့တဲ့ပညာချက်ရဲ့အဓိပ္ပာယ်တွေကိုသခင်ရှုကဖွင့်ပြပါတယ်။နောက်ဆုံးသခင်ရှုကယံသူကိုယ်တော်ချစ်ရမယ်လို့ဖော်ပြခဲ့ပါတယ်။ကိုယ့်ရဲ့ယံသူကိုယ်တော်မှာချစ်ဖို့အတွက်သုံသင်ခဲ့ပါတယ်။ကောင်းကင်အဖာစုံလင်သလိုသင်တို့သည်လည်းစုံလင်ခြင်းရှိကြပါ။ပညာတရားကိုစုံလင်စွာကျင့်ဖို့အတွက်သခင်ရှုကဖော်ပြခဲ့တယ်။ဖာရိရှဲတွေကျမ်းပုစရာတွေကပညာတရားကိုအပြင်းပန်းအနေနဲ့ကျင့်တော့တကယ်ကျင့်နိုင်တဲ့သူတွေလို့ထင်ရပါတယ်။ သို့တော်လည်းအတွင်းမှာတော့သူတို့ပြည့်ညတ်တရားကိုလွန်ကျူးနေတယ်။ဒါကြောင့်မို့သခင်ရှုကပြည့်ညတ်တရားရဲ့ဖျားသခင်အလိုတော်ကဘာလဲဆိုတာကိုဖွင့်ပြခဲ့တယ်။အပြင်ပိုင်းတွေကိုမင်းတို့ချင့်နိုင်ပါတယ်။သို့တော်လည်းဒီပြည့်ညတ်ချက်တွေကအတွင်းနဲ့ဆိုင်တယ်။အတွင်းထဲမှာမှားသွားရင်ဒါလွန်ကျူးတာပဲ။ဒါကြောင့်မို့သခင်ရှုကစုံလင်အောင်မကျင့်နိုင်ဘူးဆိုတဲ့အရာကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ဖာရိရှဲတွေကျမ်းပြူစရာတွေတောင်စုံလင်အောင်မကျင့်နိုင်တဲ့ပြည့်ညတ်တရားကို ျွန်တော်တို့ကစုံလင်အောင်ကြင့်မှုဆိုတာကဘယ်လိုလုပ်လွယ်မလဲ။တခင်ရှုကကျွန်တော်တို့ကိုစုံလင်အောင်ကြင့်မှုအတွက်စိတ်ခိုင်းနေတာလား။ကျွန်တော်တို့ကိုကြင့်ခိုင်းနေတာမဟုတ်ပါဘူး။ဖာရီရှဲတွေရဲ့ချန်ပီယံစီရီတဲ့အကျင့်ထက်သာအောင်ယေရှုကလှုပ်ပေးပါတယ်။ခမီးတော်ဖခင်ရဲ့ပြည့်ညတ်တရားတော်ကိုပြည့်စုံအောင်ဆုံးလင်အောင်ကြင့်နိုင်တဲ့သူဆိုလို့ယေရှုခရစ်တော်တပါးဒီပဲရှိပါတယ်။ပြည့်ညတ်တရားကိုဆုံးလင်အောင်ကြင့်နိုင်တဲ့ယေရှုခရစ်တော်ဖခင်ကို ကျွန်တို့ရဲ့အသက်တာထဲမှာယုံကြည်လက်ခံလိုက်တဲ့အခါမှာကျွန်တို့ကဖာရီရှဲတွေချန်ပီယံရှတွေရဲ့အကျင့်ထက်သာလွန်ပြီးတော့စုံလင်တော်သူ ဖြောက်မတ်တော်သူဖျားသခင်ရှေ့မှာအပြစ်ကင်းတော်သူဖြစ်ခွင့်ရသွားတယ်။ဒါကြောင့်ကျွန်တော်ယောမအော်ရာစာအခန်းကြီး30အပိုင်ငယ်၄မှာဘလို့ဖော်ပြလဲဆိုရင်ယုံကြည်တော်သူအပေါင်းတို့သည် ဖြောက်မတ်ရာသို့ရောက်မည်အကြောင်းပြည့်ညတ်တရားသည်ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိ၏ ယုံကြည်တဲ့သူဟာတဲ့သခင်ခွတ်တော်ကိုယုံကြည်တဲ့သူဟာဘုရားသခင်ရှေ့မှာဖြောင့်မွေရသောရောက်မဲ့အကြောင်းပြည့်ညတ်တရားကတဲ့ခရစ်တော်အားဖြင့်ဆုံနေခြင်းရှိဒီပြည့်ညတ်တရားကိုဆုံနေစေတဲ့သူကယေရှုခရစ်တော်ပဲဖြစ်တယ်ပြည့်ညတ်တရားကိုဘယ်သူမှဆုံနေအောင်မကျင့်နိုင်ပါဘူးယေရှုခရစ်တော်ဘုရားတော်ဒီပဲကျင့်နိုင်လို့ဆောင်နိုင်ပါတယ်ပြည့်စုံစေတာဖြစ်ပါတယ်ဒါကြောင့်မို့ယောမောရသာခန်းကြီးကိုအပိုင်ငယ်31ကနေ32မှာဘလို့ရေးလဲဆိုရင်ဖြောင့်မွေခြင်းတရားကိုမှီအောင်လိုက်တော့ ဣဒ္ဓရေသလူတို့မူကဖြောက်မွက်ခြင်းတရားကိုမမိကြအဘယ်ကြောင့်မမိကြသနည်းယုံကြည်ခြင်းအားဖြင့်မလိုက် ပြည့်ညက်တရား၏အကျင့်အားဖြင့်လိုက်ကြသတည်းဘုရားသခင်ရှေ့မှာဖြောက်မွက်ဖို့အတ္တဓာတ်မှာဖြောက်မွက်တဲ့အတ္တဓာတ်နဲ့အသက်ရှင်နိုင်ဖို့အတွက်မိအောင်လိုက်တဲ့ဒီပြည့်ညက်တရားတွေကိုကြိုးစားကြင့်ကြံတဲ့ဣဒ္ဓရေလူမျိုးတွေက ဖြောက်မွက်ခြင်းတရားကိုမမိကြဘူးဘာလို့သူတို့အတ္တမှာဘုရားရှေ့မှာမဖြောက်မွက်တော့တာလဲဘာနဲ့လိုက်လဲဆိုရင်တော့ဖြောက်မွက်ဖို့အတွက်ပြည့်ညက်တရားကြီးအကျင့်နဲ့လိုက်တယ်လို့ကျမ်းစာကဖော်ပြပါတယ် ဒီဖြောင်းမွေရာကိုမှီဖို့ရန်အတွက်ဖျားရှင်မှာဖြောင်းမွေဖို့ရန်အတွက်တစ်ခုပဲရှိပါတယ်ယုံကြည်ခြင်းအဖြစ်ပဲဖြောင်းမွေနိုင်တယ်ဘသူကိုယုံဖို့လဲဆိုရင်တော့ပြည့်ညတ်တရားကိုစုံလင်စေတဲ့သခင်ခရစ်တော်ကိုယုံကြည်ခြင်းကသာလဲကျွန်တော်တို့ကိုဖြောင်းမွေရာသို့ရောက်စေပါတယ်သခင်ခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်သာကျွန်တော်အသက်တာထဲမှာဒီနေ့ဖျားသခင်ရှေ့မှာဖြောင်းမွေရာသို့ရောက်စေပါတယ်ကိုယ့်ရဲ့အကျင့်ကိုယ့်ရဲ့လှုပ်ဆောင်မှုအဖြစ်ဘလို့မှဖြောင်းမွေရာသို့မရောက်နိုင်ပါဘူးဒါကြောင့်မို့သခင်ခရစ်တော်ဖျားက င်တို့ချင်းသောအချင်းအားတဲ့ party share တွေ champion ဆရာတွေကျင့်သောအချင်းထက်မလွန်မသာလင်ကောင်းဝင်နိုင်ငံကိုမဝင်ရဘူးဆိုတာကကျွန်တော်တို့ကိုကြင့်မှုပြောနေတာမဟုတ်ပါဘူးယုံမှုပြောနေခြင်းဖြစ်တယ်ဘသူကိုယုံမှုလဲဆိုရင်တော့ပြည့်ညက်တရားကိုစုံလင်စေခဲ့တဲ့ယေရှုခရစ်တော်ကိုယုံဖို့ပြောနေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့သခင်ခရစ်တော်ကိုယုံကြည်ခြင်းကကျွန်တော်တို့ကိုဖြောက်မရတော့ရောက်စေတယ်ဖာရီရှဲတွေ champion ဆရာတွေအချင်းထက်ပို့ပြီးတော့တာလွန်သွားစေတယ် ။ဒါကြောင့်မို့ကျွန်တော်ကိုဖြောင်းမှချင်းပြည့်ညက်တရားအဖြစ်ရတဲ့ကိုရဲ့ဖြောင်းမှချင်းကဘုရားသခင်ရှေ့မှာစုံလင်ခြင်းကို မပို့ဆောင်နိုင်ပါဘူး။ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ရတဲ့ဖြောင်းမှချင်းကသာလေဘုရားသခင်ရှေ့မှာကျွန်တော်စုံလင်ခြင်းကိုပို့ဆောင်နိုင်တယ်။ကောင်းကင်နိုင်ငံကိုဝင်ဖို့အတွက်အခွင့်အရေးရတယ်။ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ဘုရားကသင်တို့ကျင့်တော်အကျင့်ဒီဖာရိရှဲနဲ့ကျမ်းပြူဆရာတို့ရဲ့အကျင့်ထက်မလွန်မတာဘူးဆိုရင်ကောင်းကင်နိုင်ငံကိုမဝင်ရဘူးလို့ဆိုလိုခြင်းပါ။ ။သခင်ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်သာလျှင်ဒီပြင်အခြားလမ်းမရှိပါဘူး။ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်သာလျှင်ကျွန်တော်ကဖခင်သခင်ရှေ့မှာပြည့်ညတ်တရားကိုစုံလင်အောင်ကျင့်နိုင်တဲ့သူအဖြစ်ရောက်ရှိပြီးတော့ဖြောင့်မတ်တော်သူဖြစ်ခွင့်ရပြီးတော့ကောင်းဝင်နိုင်ငံကိုဝင်ခွင့်ရတော်သူများဖြစ်မယ်ဆိုတဲ့အကြောင်းကိုဝေငှပါရတယ်။အားလုံးပေါ်မှာဖခင်သခင်ကောင်းကြီးပေးပါစေ။